အခုတလောတက်တက်လွတ်စားနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့မှာတော့အိန္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ပါနီပူရီကိုတက်တက်လွတ်လေးချက်မှဖြစ်ပါတယ်ရှင်။အရင်ဦးဆုံးပဲနဲ့အာလူတွေကိုပြုတ်ထားပြလိုက်ပါမယ်။ကျမတို့အချင်းရေအတွက်ပူစီနံကိုအသုံးပြုမှာဖြစ်ပါတယ်။ဒါလေးကတော့ကျမအိမ်မှာစိုက်ထားတဲ့ပူစီနံလေးပေါ့နော်။အဲ့ဒါလေးကိုခူးပြီးတော့သုံးပါမယ်။နောက်ပြီးတော့တော့အာလူကျက်လာပြီဆိုလို့ရှိရင်ကျမတို့ကအာလူကိုအခွန်နာပေးလိုက်ပါမယ်ရှင်။အာလူကို အခွင့်အရေးပေးသွားပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ကသူ့ကိုခြေပီးလိုက်ပါမယ်။ခြေပြီးွားရင်တော့ကျမတို့ခနာကပြုတ်ထားတဲ့ပဲလေးကိုထည့်ပါမယ်။နာနာမင်းနဲ့ငယ်ဦးဒီစိန်လေးကိုထည့်ပါမယ်။ဒါကတော့အနှစ်အတွက်အသုံးပြုတာဖြစ်ပါတယ်။ပြီးသွားရင်တော့ကျွတ်ွန်ညီလေးပါထည့်ပြီးတော့မှတုပ်ပီးလိုက်ပါမယ်။ရတာအနေနဲ့ဂျပန်ရတာမော်စာပြီးသွားတော့မဆလာလေးထည့်တယ်၊တခြားလေးနင်းငယ်ထည့်ပြီးတော့မြုပ်တီမုတ်လေးပါထည့်တယ်။အချင်းအတွက်ကိုမကြီးအနှစ်လေးနင်းငယ်ထည့်ပါရရှင်။အရသာကတော့ ကျမအကြိုက်ကိုပြန်ပြီးတော့မှတုတ်ထားတာပါအိန္ဒိယလူမျိုးတွေတုတ်စားတဲ့အတိုင်းတော့ကျမကအရသာကိုမထည့်ဘူးပေါ့နော်ဒါလည်းကကိုအကြိုက်ကိုပဲကိုပြန်တုတ်ထားတာဖြစ်ပါတယ်ရှင်ပြီးရင်တော့ကျမကအချင်းကြီး drop ပူစီနန်လေးရဲ့နန်းနန်းပင်လေးရဲ့ချက်သွန်ဖြူနမွားထည့်ပါတယ်ဒီမှာမြုပ်တီစိန်လေးတုံးပါတယ်တံမြန်သေးလေးညက်ချက်သွန်ဖြူနေရာမှာဂျင်ထည့်ခြင်းနဲ့ဂျင်ထည့်လို့ရပါတယ်ကျမကတော့ချက်သွန်ဖြူကိုကိုကြိုက်လို့ချက်သွန်ဖြူပဲထည့်ပါတယ်ပြီးရင်တော့ဒါတွေအားလုံးကိုကျမတို့ကညက်တော့ ားတဲ့အထိဘရန်ဒါနဲ့ချိန်ပြီးလိုက်ပါမယ်ရှင်။အချင်းရေအတွက်လိုအပ်တာနောက်တစ်မျိုးကမကြီးရေထည့်ပါတယ်။မကြီးရေထည့်ပြီးရင်တော့ကျွန်တော်တို့အရသာထည့်မယ်ပေါ့နော်။ရေလေးကနည်းနည်းလေးကျဲသွားအောင်လို့ကျွန်မကရေလေးနည်းငယ်ထည့်တယ်။မဆလာထည့်တဲ့တကြာဂျပန်ရတာမုံနဲ့စားနည်းငယ်ထည့်တယ်။ပြီးသွားရင်တော့သူတို့ကိုနည်းနည်းမွေပေးလိုက်မယ်။နောက်ဆုံးမှာတော့ကျွန်မတို့ကငရုတ်တီချက်မုံလေးထည့်မယ်ဆိုလို့ရှိရင်တော့အချင်းရေအတွက်ရပါပြီရှင်။ပြီးသွားရင်တော့ကျွန်မတို့ပနင်ပူရီ ီလောက်มาဖြစ်ပါတယ်အခုတော့မဲပါနီပူရီကတော့သူက လုတ်ပြီးသား ready made လေးပေါ့နော်အဲ့ဟာလေးကိုကျွန်မကဝယ်လာတယ်ဒီထဲမှာတော့သူတို့ကတော့ ready made လို့ပြောတဲ့အတိုင်းတခြားအစပလာလေးပါတယ်ကျွန်မအဲ့ဒီထဲကဟာမစားချင်ဘူးဒီအပြားလေးကိုပဲလုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပြားလေးကို air fryer ထဲမှာ5မိနစ်တော့ထည့်ခဲ့ပါတယ်ဒါဆိုလို့ရှိရင်တော့ပန်းနီပူတွေအလုံးလေးရပြီအနစ်လေးထည့်မယ်အရည်လေးကိုထည့်ဒါဆိုရင်တော့စားလို့အရန်အရန်ကောင်းတယ်ကျွန်မဆိုရင်အရန်ကြိုက်တယ်သူရတာလေးကချင်းချင်းဆက်ဆက်ကလေးနဲ့စိတ်စိတ်ကလေးပေါ့နော်အရန်စားလို့ကောင်းပါတယ်တက်တက်လို့စားတယ် ဲ့သူတွေပြန်ပြီးတော့မှလှုပ်ရှားတင်တဲ့အစားအစာတွေမှပါပါတယ်ရှင်။သူကပရိုတင်းဓာတ်တွေအကုန်ပါတယ်။ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်ရှင်။အိန္ဒိယမှာလည်းနေပို့သူကစိန်ပြီးတော့စာပြရမယ်နော်တလောက်အဲ့လိုလေးစိန်ထဲပေါ့နော်အဲ့ဒါအရေးရတစ်ချက်ပြည့်အောင်ထဲပေါ့နော်အဲ့လိုဆိုရင်တော့ မျိုးရှမ်းမြောင်စိန်ပြီးတော့စားကြတယ်။ Cheers ချွတ်ချွတ်ကလေးနဲ့စိတ်စိတ်ကလေးဆက်ဆက်ကလေးပေါ့နော်ရန်ကောင်။အင်းရန်ကောင်။ကျွန်မအရန်ကြိုက်တဲ့ထဲမှာပါ။မဆလာနဲ့မွေးမွေးကလေးရယ်။ပြီးတော့ဒီပနင်ပူရဲ့ဒီခွက်ရဲ့အကြော်ပေါ့နော်။ သူ့ရဲ့ခွက်က Oh my god ကျွတ်ကျွတ်လေးနေပါတော့ရန်ဆောက်ကောင်းပါလေ Cheers ဆက်ကြပါအောင်နောက်တစ်လုပ်ပါပြန်ရတာဆန်လောက်ကြည့်ဖို့ကျမကတော့အကြံပေးရှင်တယ်တကယ်ကိုစားကောင်းတယ်ပြီးသွားတော့သူကတက်တက်လွတ်ပါတော့ ခုကျမကထိုင်းမှာနေတာဆိုတော့အခုထိုင်းတက်တက်လွတ်စားတဲ့ပွဲတော့ရပြီဆိုတော့အဲ့ဒါစားနေတာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်တော့၃ရက်မြောက်နေ့ပေါ့အဲ့ဒါကိုနေရာပန်နီပူရီမနေရာတော့ကိုရီးယားခောက်ဆွဲကျော်အဲ့ဒါပေါ့နော်နိုင်ငံစုံစားနေတာတက်တက်လွတ်ကို Cheers ဒီဆန်နဲ့ခွက်ကသူ့ဆန်နဲ့ကတော်တော်ကောင်းတယ်မှဒီတစ်စိတ်ကကျမဆိုင်မှာဝယ်စားတာထက်ကိုကောင်းတယ်ပြင်ဆိုင်မှာဝယ်စားတာပြောတာနော်အဲ့ဒါထက်ကိုကိုကောင်းတယ် yes ကဲဆက်လုပ်ပြီးသွားပါပြီနောက်ဆုံးအနေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့ဗီဒီယိုကြည့်ရှုပေးကြတဲ့အတွက် ကျမ channel လေးကိုလည်း like and share follow လေးလုပ်ထားပေးဖို့မမေ့ကြနဲ့เนาะနောက်ထပ် video အစ်စ်တွေမှာခင်ချက်နေအစ်စ်တွေနဲ့ကျမတို့ပြန်ထပ်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ bye bye